မယ်နော်ဟုတ်ပြီဆိုရင်နောက်တစ်ပတ်မူယောဤချွန်တိုဘူယောဤချွန်တိုဆိုတာကခုနကပြောခဲ့တဲ့ဒီကုံသွေးမှုပေါ့မှီခိုမှုပေါ့နော်ဒီလိုမျိုးကုံသွေးမှုကိုမှီခိုမှုကုံသွေးမှုအပေါ်မှီခိုမှုနုဖန်မြင့်နဲ့ဟန်ကုကန်ကိုရီးယားကတော့ဒါယန်ဟန်ကုကာဝဒါယန်ဟန်အမျိုးမျိုးသောကုကာနိုင်ငံပြောရရင်တော့နိုင်ငံအစုံနဲ့ပေါ့နော်နိုင်ငံတကာနဲ့ဂျာယူဘူယော့ချော့ချုံ ဈာယူမှုရောပျော့ကျုံဆိုတာကကြာတူကဘာကိုပြောရလဲဆိုရင်ဒီလွတ်လပ်တော့လွတ်လပ်တဲ့ကုံသွေးမှုသဘောတူစာချုပ် FDA ကိုပြောတာဖြစ်ပါတယ်။ဟုတ်ဒီကိုရီးယားက ကုန်သွယ်မှုပေါ်မှာသူကမိခိုမှုများတဲ့နိုင်ငံဖြစ်တယ်မိခိုမှုမြင့်တဲ့နိုင်ငံဖြစ်တယ်ပြောရရင်တော့ဒီသူတို့နိုင်ငံရဲ့အဓိကစီးပွားရေးကတော့ကုန်သွယ်မှုကနေလာတာပေါ့နော်ဒီလိုမျိုးကုန်သွယ်မှုပေါ်မိခိုမှုမြင့်တဲ့ကိုရီးယားကတော့တဲ့ဒါယန်ဟန်ကူကဝါနိုင်ငံအမျိုးမျိုးနဲ့နိုင်ငံတကာနဲ့ဒီဂျာယူမှုရောဖြုတ်ကြုံနိုင်ငံတကာနဲ့လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူစာချုပ်ကို Take your ဟာယောချုပ်ဆိုထားပြီးတော့ဘူးယော့ကေကုန်သွယ်မှုရဲ့ချမ်းပြော့ကေ ဒီအတားအဆီးတွေပေါ့သူတို့ကုံသွဲမှုလုပ်တဲ့အခါဖြစ်စီနိုင်မယ့်အတားအဆီးတွေကိုဂျူဒီကို short ချပြီးတော့တဲ့ global ရှိကြတယ် global ရှိကြအာ global market ပေါ့နော်ကမ္ဘာလုံးဆိုင်ရာဈေးကွက်ပေါ့ဒီကမ္ဘာဈေးကွက်မှာ global ရှိကြတယ်ဆိုရင်ကမ္ဘာဈေးကွက်ရေကမ္ဘာဈေးကွက်မှာဂျုံတဲ့ညော့ကဂျုံတဲ့ညော့ပါလိလေအရှိခမ်းမှာပါခဲ့တယ်ဒိုင်းဆိုင်နိုင်စွာ နော်ကမ္ဘာဈေးကွက်ထဲကိုဝင်ပြီးတော့ပြန်ဆိုင်နိုင်တဲ့စွမ်းရည်တွေခေါင်းဝါဟောက်ကိုဒီစမီကတိုးတက်နေပါတယ်အားကောင်းနေပါတယ်တဲ့ဟုတ်ပြီနော်အာဥလောအာဥလောဆိုတာဒါအပြင်လို့ပြောတာနော်အာဥလောဒါအပြင်ကိုတဲ့ TikTok channel ပဲ TikTok channel ကြာကကြာဒီနေရာမှာသူဘယ်လိုပြောမယ်ဆိုရင် specific industry ပေါ့နော်ပြောရရင်ဒီသူတို့ရဲ့တက်မှတ်ထားတဲ့ level လေးပေါ့ သတ်မှတ်ထားရေနေရာဥမာဆိုလို့ရှိရင်ကားတင်ပို့မှုဆိုရင်ကားတင်ပို့မှုတင်မောတင်ပို့မှုဆိုရင်တင်မောတင်ပို့မှုဒီလိုမျိုးပေါ့နော်သတ်မှတ်ထားတယ်အာဒါဆိုရင်ကားတင်ပို့မှုဆိုရင်ကားပဲတင်ပို့ရမယ်ဒီနိုင်ငံနဲ့ကုန်သွယ်မှုလုပ်မယ်ဆိုရင်ဒီနိုင်ငံနဲ့ပဲကုန်သွယ်မှုလုပ်ရမယ်ဒီနိုင်ငံနဲ့စာချုပ်ထုတ်တာရင်တရုတ်နိုင်ငံနဲ့စာချုပ်ထုတ်တာရင်တရုတ်နိုင်ငံနဲ့ပဲလုပ်ရမယ်အဲ့ဒီလိုမျိုးသတ်မှတ်ထားတဲ့ဈေးကွက်ပေါ့နော်သတ်မှတ်ထားတဲ့နေပဲ အဲ့ဒီတက်မှတ်ထားတဲ့နေပေ A day ဟန်ဆိုတာကပတ်သက်ပြီးတော့ဒီလိုနေပေနဲ့ပတ်သက်ပြီးတော့တက်မှတ်ထားရင် industry တွေနဲ့ပတ်သက်ပြီးတော့တဲ့ we don't do the we don't do နှိခုမှုတွေကို not to go short ထားပြီးတော့ပြောရရင်တော့သူကဘလို့အတိတ်ပဲလေးလေးဆိုလို့ရှိရင်သူကအာဒီနေရာလေးမှနေမနေချင်ဘူးဒီနေရာလေးကဒီနေပေလေးကအရန်ကျင်းနေအာကုန်သိမှုကဥပမာဆိုလို့ရှိရင်ဘောနော်တရုတ်နိုင်ငံနဲ့လုပ်တယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံနဲ့ကုန်သွယ်မှုလုပ်မယ်ဆိုရင်ဒါတိတ်ပြီးတော့အကျိုးမြတ်မရှိဘူးသူကဘာဖြစ်လဲဒီကနေပေါ့ဖောက်ထွက်ခြင်းနဲ့တခြားနိုင်ငံကြီးနဲ့ပါလှုပ်ခြင်းနဲ့သူ့ရဲ့ကုန်သွယ်မှုကိုဖြန့်ခြင်းနဲ့တတ်မှတ်ထားတဲ့နေရာလေးအပြင်ဒီဘောင်လေးတဲကနေထွက်ပြီးတော့လှုပ်ခြင်းနဲ့ဆိုရဲအထိပ္ပယ်လေးပေါ့နော်အဲ့တော့ဒီဘောင်လေးတဲမှာပဲရှိနေတဲ့အလုပ်ငန်းတွေကိုလုပ်ငန်းတွေအပေါ်မှာသူ့ရဲ့မိခိုးမှုကိုသူကရှော့ချလိုက်တယ်။ဘာလို့ဆိုရင်ဒီဘောင်လေးတဲမှာပဲဆိုလို့ရှိရင် ကုံသိမ်မှုကြီးသူ့ရဲ့စီးပွားရေးကအဲ့လောက်ထိကြီးအာသူ့လိုလိုချင်တလောက်မတိုးတက်ဘူးပေါ့နော်သူ့ရဲ့အတိုင်းတာတစ်ခုကြီးပဲရမယ်အဲ့ဒါကြောင့်မလို့သူကဒီဘောင်းနေမှာရှိတယ်ကုံသိမ်မှုကြီးကိုကြတော့အဲ့ဒီကုံသိမ်မှုကြီးပုံမှာမိကုံမှုကို short ချလိုက်ပြီးတော့ဘာလုပ်လဲဆိုလို့ရှိရင်ဆဲတော့ရှိချင်တယ်လို့ဆဲတော့အသက်တော့ရှိချင်ဈေးကွက်ပြရနော်ဈေးကွက်အသက်အနေနဲ့ဂျီချူဟာကိုတာနော်ဈေးကွက်အသက်အနေနဲ့ဂျီချူဟာတာဆိုတာကဝင်ရောက်ဖို့ တိုးဝင်ဖို့ဈေးကွက်အသစ်တွေကိုဝင်ရောက်ဖို့တိုးဝင်ဖို့ဆူချူတာပြောင်းသွားတယ်ဆူချူဆိုတာကကြာဆူချူတာပြောင်းသွားဆိုတာကဒီတင်ပို့မှုပေါ့နော်ဒါဆိုတာကအမျိုးဆုံးပြောင်းသွားဆိုတာကကြောင်းလဲမှုတင်ပို့မှုပုံစံတွေကိုအမျိုးမျိုးပြောင်းလဲဖို့အတွက် will be ဟဲ့ဆိုတာကဖို့အတွက်ဒါပြောင်းလဲဖို့အတွက်တိဆိုတော့ကတော့စတိုင်အင်အားတိုင်းတွေကိုလူရောခါကိုအစ်စမီတာစူးစမ်းနေပါတယ် နားလည်မယ်နော်။ तू ကဒီနေရာလေးတွေမနေခြင်းဘူး။သူ့ရဲ့ဈေးခွက်အတွက်ကို तू ဖောက်ချင်နေပို့ပြီးတော့ရချင်နေပေါ့နော်။အဲ့လိုအဒီလေးဖြစ်ပါတယ်။အဲ့လိုရဖို့အတွက်ကြိုးစားနေပါတယ်လို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီဆိုတော့ဒါလေးကိုရမယ်လို့ထင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုနဲ့ထပ်ပြီးတွေ့ပါ